Hello everyone, welcome back. In today's video, I'm going to talk about future tense. Okay, ဒီ channel ဒီနေ့ future tense အကြောင်းလေးကိုရောက်ပြီเนาะ. Okay, future tense ကိုဆက်ပြီးရကြည့်လိုက်ကြရအောင်. Okay. So, ဒီ channel future tense မှာဆိုလို့ရှိရင်ကျွန်တော်ဆောက်ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ထမောင်းဆုံးအပိုင်းမှာတော့ shall နဲ့ will သုံးတဲ့ပုံရှိထားရပါတော့เนาะ.ကျွန်တော် future tense မှာသုံးပိုင်းရှိရယ်. ပထမဆုံးတစ်ပိုင်းနေ shall နဲ့ will ကိုသုံးတဲ့အပိုင်းဖြစ်တယ်။နောက်ထပ်တစ်ပိုင်းကကြတော့သူကဘာလဲဆိုရင် simple present tense ကိုသုံးတာဖြစ်ပြီးတော့နောက်ဆုံးအပိုင်းကကြတော့ be going to ကိုသုံးတာဖြစ်ပါတယ်။အရင်ဆုံး shall နဲ့ will နဲ့သုံးတာလေးကိုကြည့်လိုက်ရအောင်။ Okay ဒီမှာဆိုလို့ရှိရင်ဒီချက်ကိုကြည့်မယ်ဆိုရင် example ကိုကြည့်မယ်ဆိုရင် I shall do my homework after dinner โอเคဆိုတော့ तू อ่ะဒီညစာစာပြီးရဲ့ခါကြောင်းလို့ရှိရင် तू အိမ်စာလုပ်မယ်ပေါ့เนาะဆိုတော့ဒီမှာနောက်ထပ်တစ်ခုကကြတော့ဒီ shall နဲ့ပတ်သက်ပြီးတော့ချက်ပြောပြခြင်းလို့ပေါ့เนาะဆိုတော့ဒီမှာ shall we all go out together ဆိုတော့ဒီ shall we ဆိုတဲ့ phrases လေးကိုမှတ်ထားနေခြင်းပဲအာဒီ shall we ဆိုတာလေးကဘာသဘောလဲဆိုရင် तू က suggestions ပေးတာပေါ့เนาะလုပ်ကြမလားတွားကြမလားအဲ့လိုပုံစံမျိုးလေးပေါ့ shall we all go out together okay ဆိုတော့အာတူတူအပြင်ထွက်ကြမလားပေါ့เนาะဆိုတော့အဲ့လိုပုံစံမျိုးလေးပေါ့ shall we ဆိုတဲ့ phrase လေးကိုသုံးတယ် ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် American English မှာကတော့တဲ့သူကပုံမှန်အဖြစ် will ကိုပဲသုံးတယ်ပေါ့နော် shall ကိုတိတ်တော့မသုံးဘူး so example ကိုကြည့်မယ်ဆိုရင် i will go to the cinema so သူကဒီမှာ suggestions ပေးတဲ့ခါကျရင် American English မှာကကြတော့ would you like to go out together would you like to would you like to i phrase လေးကိုသုံးတယ် okay ဆိုတော့အဲဒီမှာဆိုလို့ရှိရင် तू က shall the i will နဲ့ပဲသုံးတယ် နော် well ကကြတော့အားလုံးနဲ့သုံးတယ် i will you he she it they အားလုံးနဲ့ well ကသုံးတယ် shall ကကြတော့ i နဲ့ we နဲ့ပဲသုံးတယ်ဟုတ်ပြီနော်ဆိုတော့ well ရဲ့အတူကောက်က negative ဆိုရင် won't နော် well not ဆိုရင်အတူကောက်ပြောရင် won't ဟုတ်ပြီနော်နောက်တစ်မျိုးကကြတော့ affirmative affirmative ဆိုတာဒီချက်လို့ negative မဟုတ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ဥပမာ i will go ဆိုရင်ဒါ affirmative ဆိုတော့ i won't go ဆိုရင်ဒါ negative နော် not by negative not by affirmative So not ma pare ha ma do gong yin ma suin i ye and now ma apostrophe le ne pi l go na long sin mi yin i'll i'll go to the cinema like that okay so now to ko ji ma now some example to ko ji ma suin it won't be very sunny again until next summer no bi no now nwe ya di chi dai ao ni ta ma ma hou bu no ni ta ma mo bu so a lo pong san myo le paw okay so the page le wo pi daw lo shin now to ko sat paw ya okay traditional နဲ့ well အကြောင်းပြပြီနော် okay ဆိုတော့တစ်မျိုးကကြတော့ simple present tense simple present tense ကငငယ်ကလေးတွေက verb one လို့သိကြရတယ် okay ဆိုတော့ဒီ simple present tense ကို future အနေနဲ့ဘယ်လိုသုံးမလဲဟုတ်ပြီနော်ဒီအကြောင်းအရာဒီအရှိက lesson နေမှာပါပြီးသားဖြစ်တယ် lesson ကျရသူဆိုရင်မှတ်မိလိမ့်မယ်โอเคဆိုတော့ဒီမှာဆိုလို့ရှိရင်သူကဘယ်လိုအခြေအနေမျိုးမှာတောင်းလဲဆိုရင် facts in the future နာကမှာဖြစ်လာမယ်ဖက်ဆိုတာဒီလိုအမှန်တရားတွေကိုပြောတာနော် အကမကိုကြည့်မယ်ဆိုရင် tomorrow is sunday မနက်ဖြန်သည်တနင်္ဂနွေနေ့။အော်ဒီနေ့ကစနေနေ့ဖြစ်နေတယ်နော်။စနေနေ့မှာပြောတယ် tomorrow is sunday ။ဒါဒီ facts in the future နော်။အနာဂတ်မှာဖြစ်လာမယ်အမှန်တရား။နောက်တစ်မျိုးကကြတော့ plans that will not change မပြောင်းလဲတဲ့အစီအစဉ်တွေ။ဥပမာဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် summer vacation ends on friday ။တောက်ကြနေ့မှာ summer vacation ကပြီးဆုံးမယ်။ เนาะပြီးမယ်ပေါ့เนาะဆိုတော့အဲ့လိုပုံစံမျိုးဒီမှာဆိုလို့ရှိရင် तू อ่ะ on friday တောက်ကြနေမှာပြီးမယ်ဆိုရင်အချိန်တိကျနဲ့ तू ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီ change မဖြစ်ဘူး change မဖြစ်တဲ့ plans ဒီပေါ့เนาะနောက်တစ်ခုကြည့်မယ်ဆိုရင်လေ the new library opens next week နောက်တစ်ပတ်မှာဒီ library အစ်စ်ကဖွင့်မယ်ဟုတ်ပြီနော်ဆိုတော့ဒါရေဆိုလို့ရှိရင်လည်း तू ကသူ့ရဲ့ skill juice ပေါ့နော် तू ဒီချိန်စရာဆွဲထားပြီလားဒီနေ့မှဒါလုပ်မယ်ဒီနေ့မှဒါဖြစ်မယ်ဆိုပုံစံမျိုးเนาะနောက်တစ်ခုက we fly to paris on wednesday အာဒီ one say မှာ paris ကိုငါတို့သွားမယ်ဆိုတော့ okay ဒါဆိုလို့ရှိရင် तू ဒီလဲ skill juice လောက်ထားပြီအဲ့ဒါဒီ plants that will not change ဆိုတော့လို့ပုံစံမှာလည်းပဲသူကပါလဲဆိုရင် simple present tense ကိုသုံးတယ် fast in the future မှာဆိုရင်လည်း simple present tense ကိုသုံးတယ်ဟုတ်ပြီနော်ဒါရန်လွှဲပါတယ် okay နောက်ဆုံးတစ်ခုကိုကြည့်လိုက်အောင်နောက်ဆုံးတစ်ခုက be going to ဆိုတော့ဒီ be နေရာမှာ B တိုင်းပဲရေးရမှာလားဆိုတော့မဟုတ်ပါဘူး B နေရာမှာ M S R was where ကတခုခုကိုသုံးရမှာပါဘလို့သုံးရမှာလဲဆိုရင်ကိုသုံးမဲ့ subject နော် subject က i ဆိုရင် m နဲ့သွားမယ်နော်ပြီးတော့ကိုသုံးမဲ့ tense တကယ်လို့ simple present tense ဆိုရင်တော့ m နဲ့သုံးမယ်တကယ်လို့ past tense ဆိုရင်တော့ was ဖြစ်သွားမယ် i was ဟုတ်ပြီနော်လိုပုံစံမျိုးအဲ့တော့ကိုသုံးမဲ့ tense ကိုသုံးမဲ့ subject ပေါ်မှာမူတည်ပြီးတော့ MSR was ပဲတခုခု B နေရာမှာစားထည့်သုံးပြရမှာ ဟုတ်ပြီနော်အဲသူ့ရဲ့ original form က be going to ဟုတ်ပြီနော်ဆိုတော့ तू ကဘယ်လိုအခြေအနေမျိုးမှာတောင်းလဲဆိုရင်အ plans for the future तू ကအနာဂတ်ကဲ plans တွေပါလုံးမယ်ပါလုံးမယ်ပေါ့နော် तू ကကျတော့အတိအကျမဟုတ်ဘူးဒီ schedule လုပ်ထားတာမျိုးမဟုတ်ဘူးဒီအိုင်မဲ့ plans for the future နောက်တစ်ခုကကျတော့ future happenings အနာဂတ်မှာဖြစ်မဲ့ဟာပုံစံမျိုး okay example ကိုကြည့်မယ်ဆိုရင် I am going to see the new Star Wars movie next week. เนาะနောက်တစ်ပတ်မှာဒီ Star Wars ရုပ်ရှင်ကိုရုပ်ရှင်အစ်စ်ကို ါတတ်ကြည့်မယ် okay နောက်တစ်ခုကကျတော့ dad is going to buy me a skateboard အဖေကငါ့ကို skateboard တစ်ခုဝယ်ပေးမယ်ဟုတ်ပြီနော် okay ဒါဒီလေဒီ be going to ဒီလေသူကဘယ်လိုခေါမလဲဆိုရင်အနာအနာကမှာလုံမဲ့ဟာမျိုးနော်အနာကမှာလုံမဲ့ဟာမျိုးဆိုလို့ရှိရင် be going to နဲ့သုံးတယ်နော်ဒီမှာဆိုရင် i am going to ဆိုလို့ရှိရင်အတူကောင်းတဲ့ဆိုရင် i'm going to she is going to ဆိုရင် she's going to အတူကောင်းကိုဆိုရင် ထောင်းစံနိုင်မယ် apostle b လေးနဲ့ m apostle b လေးနဲ့ s အဲ့လိုသွားတယ်ဟုတ်ပြီနော်ဆိုတော့ဒါ be going to နဲ့သုံးတဲ့ပုံစံအရင်လွယ်ပါတယ် okay so i'm going to do something no uh she's going to do something like that i'm going to going to no အရှိမ ms တခုခုသုံးမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့ဒီ future tense နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကဒါအကုန်ပဲဖြစ်ပါတယ် ဟုတ်ပြီနော် okay သူ့ရဲ့ exercise လေးကိုတစ်ချက်ကြည့်မယ်နော် natural exercise လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ exercise မှာနှစ်ခုပဲပါတယ် exercise 18နဲ့ exercise 19နဲ့ right ဆိုတော့ exercise 18မှာဆိုလို့ရှိရင်ဒီထဲကလွယ်တယ်သူဖေးထားတဲ့သူဖေးထားတဲ့ sentence ကိုကြည့်မယ်အဲ့ sentence မှာသူ will ကိုသုံးထားတာကမှန်လားမှားလားဆိုတော့ဒီထဲကကြည့်ပြရမယ် okay shall နဲ့ will အတုံးလေးမှာဆိုလို့ရှိရင် shall the i နဲ့ we နဲ့ပဲသုံးတယ် will ဆိုရင်တော့အကုန်လုံးနဲ့သုံးရအောင်ဆက်ပို့ โอเคဒါဆိုလို့ရှိရင်သူ့ရဲ့စာအုပ်ထဲမှာပြောထားတဲ့အတိုင်းပဲဆိုရင်အဲဒီမှာ shell ကိုတွေ့ပြီဆိုလို့ရှိရင် shell က i နဲ့ we နဲ့သုံးထားတာလားကြည့်ဟုတ်တယ်ဆိုရင်မှန်တယ်လို့ချစ်ပြီမဟုတ်ဆိုရင်အမှားလို့ချစ်ပြီဟုတ်ပြီเนาะဒီလိုပုံစံမျိုးပေါ့เนาะဆိုတော့သူ့ရဲ့ sentence တွေကိုအမှန်အမှားလုပ်ပြရမှာနောက်ထပ် exercise 19ကကြတော့ဒီချက်ကိုဘယ်လိုမျိုးလဲဆိုရင်သူဒီ subject နဲ့ verb နဲ့ကိုပေးထားတယ်เนาะနံပါတ်1ကိုကြည့်မယ်ဆိုရင် my friend tom เนาะ my friend tom verb ကကြတော့ sleep my friend tom sleep ော်အဲ့တော့အဲ့နှစ်ခုသုံးပြီးတော့မှ sentence လုပ်ပြရမှာသူ example sentence ကိုလည်းသူရေးပေးထားတယ် my friend tom is going to sleep at my house tonight ဘယ် form ကိုပဲသုံးရမှာလဲဆိုရင် teacher ကို going to be going to form ကိုပဲသုံးပြရမှာနော် be be going to form ကိုပဲသုံးပြီးတော့မှသူပေးထားတဲ့ subject သူပေးထားတဲ့ verb ကိုသုံးပြပြီးတော့ sentence တွေရေးပေးရမှာဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် verb ဆိုတာကဘယ်လိုမျိုးလဲဆိုအခုဒီ example sentence ကိုကြည့်မယ်ဆိုရင် subject က i ဖြစ်မယ် verb ကပုံမှန်လေးဆိုရင်ဒီ see ဆိုတဲ့ verb ဒါဒီ main verb ဒါဒီ subject တော့သူဒီ subject နဲ့ main verb တူပြီးတော့မယ်ဒီမှာဆိုရင်လည်း that က subject by a main verb ဟုတ်ပြီနော်သုံးရမယ့် form ဒီ be going to form အဲ့တော့ဒါလည်းလွယ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အဲနောက်နောက်ပိုင်းကျလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီသူဒီမှာ example sentence တွေလည်းပေးထားသေးရဲ့အရှိပိုင်းမှာပေါ့နော်ကျရဒီ example sentence နည်းနည်းလေးတွေပဲထုတ်ပြပြီးရေးပြထားအဲ့တော့ကိုဟာနဲ့ကို example sentence တွေကို ဒီသူပေးထားတဲ့ဟာတွေအားလုံးကိုအချိန်ရရင်ကိုဖတ်ပါဖတ်ပြီးသွားတဲ့ခါကျရင်ကိုယ့်ကနေကိုကိုပိုင် example ကိုပိုင် sentence တွေပေါ့နော်ဝါကြတွေဒီဟာမျိုး form တွေကိုအသုံးပြုပြီးတော့တိဆောက်ပြီးတော့ရေးပြီးတော့လေ့ကျင့်ကြည့်ပါဒါမှကိုကအသားကြပါမှာဖြစ်ပါတယ် okay ဟုတ်ပြီနော်ဆိုတော့ဒီနေ့ future lesson လေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ရောဒီလောက်ပါပဲနောက်ထပ် lesson ကကြတော့ do just did အကြောင်းလေးပဲဖြစ်ပါတယ်